မတက်စတိုင်နိုက်တက်နဲ့စပါအသင်းတို့ယူရိုပါလီဘောလုံးပွဲတက်ရောက်ပြီးရဲ့နောက်လာမယ့်2025-26ရာသီချန်ပီယံလိပြိုင်ပွဲမှာပရီးမီယာလိကလပ်6သင်းအထိပါဝင်ရှင်မြိုင်းဝင်ရမှာဖြစ်ပါသည်ကျတဲ့ဗရီနီညာကကစားခဲ့တဲ့ယူရိုပါလီစီမီဖိုင်နယ်ဒုတိယကြော့ပွဲစဉ်တွေမှာမန်ချက်စတာယူနိုက်တက်တင်ကစပိန်ကလပ်ဘီဘာအိုတင်ကိုအိမ်ကွင်းမှာလေးဂိုးတကုံစပါတင်ကနော်ဝေကလပ်ဘိုဒဂရင်းအတင်ကိုအဝေးကွင်းမှာနှစ်ဂိုးကိုမရှိနဲ့တည်တည်အနိုင်ရခဲ့တာပါမန်ချက်စတာယူနိုက်တက်တင်ဟာ ဘီဘာအိုတင်းကိုနှစ်ကြော်ပေါင်း9တကိုးနဲ့အနိုင်ရခဲ့တယ်လို့စပါတင်းမှာလည်းဘိုဒက်ကလစ်တင်းကိုနှစ်ကြော်ပေါင်း9တကိုးနဲ့အနိုင်ရပြီးယူရိုပါလိဘောလူပွဲသို့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရားသည်ယူရိုပါလိဘောလူပွဲမှာ All English Final ဖြစ်စပါနဲ့ Manchester United အသင်းတို့ကစားရမှာဖြစ်ပြီးအနိုင်ရတဲ့တင်းကလာမယ့်2025-26ရာသီမှာချန်ပီယံလိပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာပါ။ အင်္ဂလန်ကလပ်တင်းတွေဟာတရားဒီဥရောပပြိုင်ပွဲတွေမှာရလက်ကောင်းတွေရရှိထားပြီးဥရောပဘောလုံးဖွဲ့ချုပ် UEFA ရဲ့အဆင့်သတ်မှတ်ချက်မှာအဆင့်၁ရှိနေတာကြောင့်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲမှာပရီးမီးယားလိဂ်ကလပ်၅သင်းအထိရှင်မြန်ခွင့်ရရှိထားပါတယ်။အခုယူရိုပါလိပြိုင်ပွဲမှာအင်္ဂလန်ကလပ်တွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့စပါတင်တို့ဘောလူပွဲအထိတက်ရောက်ခဲ့တာကြောင့်အဲ့ဒီဘောလူပွဲမှာအနိုင်ရတဲ့သင်းပါဝင်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲမှာပရီးမီးယားလိ6သင်းအထိပါဝင်ရှင်ပြန်ရမှာဖြစ်ပါတယ်။ စပိုင်မန်ချက်စတာယူနိုက်တက်အသင်းတို့ကစားမဲ့ All English Final ယခုရှာသည်ယူရိုပါလိပိုလူပွဲကိုမေလ22ရက်နေ့မှာစပိန်ကလပ်ပီဘာအိုသင်းရဲ့အိမ်ကွင်းဆမာမီးစ်မှာကျင်းပမှာဖြစ်ပါတယ်။